တရားအထုတ်တဲ့သူတွေဖို့ဘယ်လန်းစင်ကိုလိုက်ရပါမလဲငင်းစင်16ပါးနဲ့ဝိသုဒ္ဓိ9ပါးကအတူတူပဲလားမတူဘူးလားတွေ့ဆိုရင်ရောဘာဖြစ်လို့အပင်ပန်းခံပြီးတော့နှစ်မျိုးခွဲနေပါသလဲဒါဆိုရင်ဧကယနောဆိုတဲ့လန်းစင်ကိုဘယ်လိုမျိုးနားလည်ရမလဲခင်ဗျာဆိုပြီးတော့ဒီအကောင့်နံပါတ်ဥပညာမိသားထားရပဲဖြစ်ပါရဲ့ဆရာဒီနေ့ကောပထမအဆုံးကျွန်တော်မှတ်စေချင်တာလေးအရင်ပြောမယ်နော်ဟုတ်တယ်မြန်မာပြည်မှာပေါ့ဗျာပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့ နီးပေါင်းများစွာအဖွဲ့ပေါင်းများစွာဌာနပေါင်းများစွာဒီလိုပွဲနေကြတာရှိတယ်ဒီတော့ပင်လေရေကိုလက်နဲ့ယူပြီးတော့ရှားပေါ်တင်ကြည့်ရင်ငန်တဲ့အရာတခုပဲရှိတယ်လို့ပေါ့နော်ဘလောက်ပဲနီးပေါင်းများများအဖွဲ့များများဌာနများများတကယ်တော့မာတတိပဌာန်းအတွင်းဘာမှသာချက်စရာအကြောင်းမရှိဘူးဒါလေးကိုတော့ကြိုတင်မှတ်သားစေချင်တာပေါ့နော်ဟောမီကျွန်တော်ပြောမယ်သူပြောတာညံစင်နဲ့ဝိတ္တိညံစင်ဆိုတာဘာလဲဆိုတာပြောမယ်ပေါ့နော် အဲ့တော့ဝိပဿနာအရာမှာဉာဏ်ဆိုတာဟာကိုယ်တိုင်အာယုံပြုရှုသိမှုကိုဉာဏ်လို့ခေါ်တယ်။အဲ့ဒါလို့အာယုံပြုရှုသိတဲ့နေရာမှာ၃ဘိုင်းရှိတာပေါ့လေနော်။ဉာဏ်စဉ်ကိုဘာနဲ့ပိုင်ခြားတယ်လဲဆိုခွဲခြားတယ်လဲဆိုတာ။ဘာလဲဆိုနံပါတ်၁ကအရှုခံအာယုံ။နောက်ကရှုမြင်ပုံ။နောက်အဲ့ရှုမြင်ပုံကြောင့်ဖြစ်ပေါ်လာတဲ့တိုးတက်လာတဲ့ဟိုဟာပေါ်ပါပေါ့မလဲ။အသိဉာဏ်တို့ပေါ့။အဲ့ဒီ၃ခုနဲ့ပိုင်ခြားသတ်မှတ်တာပေါ့နော်။အဲ့တော့အနှစ်ချုပ်ပြောရရင်တော့ဉာဏ်စဉ်ဆိုတာစိတ်အဆင့်ဆင့်ရင့်ကျက်မြင့်တက်ရာကနေပြီးတော့တိုးတက်ကြောင်းလဲလာတဲ့ အတိညာအရှင်ဉာဏ်ကိုဉာဏ်စင်လို့ခေါ်တာပဲအဲ့ဒါကိုဉာဏ်နဲ့ပိုင်းခြားပြီးတော့ဖြည့်စင်လာတာပေါ့ဒါကြောင့်ဉာဏ်စင်လို့ခေါ်အဲ့ဒါလိုမျိုးတိုးတက်မြင်မလာအောင်လို့လည်းပဲအာယုံကနေပြီးတော့ဒီအာရမဏိကကိုအာရမဏပစ္စယတတ္တိနဲ့ကျေစုပြီးသွားတယ်ဒါကြောင့်ရှုရင်းအာယုံရဲ့စိတ်ရဲ့အဲ့ဒီရှုမြင်ပုံဖြစ်ပေါ်လာတဲ့အတိညာဉ်ဓူးတွေကိုအရှင်ကိုဉာဏ်စင်လို့ခေါ်တာပဲဒါအကျဉ်းချုပ်ပြောပြတာဝိသုဒ္ဓိဆိုတာကဝိသုဒ္ဓအထုသုဒ္ဓိဆိုတာစင်ကြယ်တာအထုစင်ကြယ်ခြင်းလို့ဒီပဲရအဲ့ဒီစင်ကြယ်တဲ့အပိုင်းမှာတော့သူကခုနှစ်ပိုင်းပြတာ ဉာဏ်စင်နဲ့ပြောရင်လည်းသူ့မိဂွန်တိုင်းမှာ16ရှိတယ်ဉာဏ်စင်က16ရှိတယ်ပရမဟုဆုံးဉာဏ်စင်2ပါးရှိတယ်တရားအထုံးမဲ့ပုဂ္ဂိုလ်ပါဖြစ်ရမယ်ဟာနာမစုဘပြည့်စင်တယ်နဲ့ပစ္စယပရိကဉာဏ်ပေါ့နော်ဒါအာမထုတ်ခင်မှာသိထားမယ်ဟာပေါ့ပြီးတော့အထုတ်လိုက်တဲ့အခါမှာဝိပဿနာအထုတ်တော့ဝိပဿနာကဉာဏ်10ပါးရှိပေါင်းလိုက်တော့12ပါးဖြစ်သွားအဲ့တော့12ပါးမှာတချို့ကအရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်ကြတော့ဒီ12ပါးနဲ့မလုံလောက်တော့ဘူးနောက်ထပ်4ပါးထပ်တိုးလာတော့အဲ့တော့ပေါင်းလိုက်တော့16ပါးဖြစ်သွားတယ်ဉာဏ်16ပါးဆိုတာဒါပဲအသိဉာဏ်တူတွေပြောင်းလဲသွားတာ ဝိသုဒ္ဓိကြတော့ဗာလဲဆိုတော့ထုဆင်ကြတာဝိဇ္ဇရာထုသုဒ္ဓိဆိုတာဆင်ကြတာအဲ့တော့အဲ့ဒီမှာကြတော့ခုနှစ်ပါးရှိတယ်တိလဝိသုဒ္ဓိစေတဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိကင်္ခာဝိရဏဝိသုဒ္ဓိမက္ခမက္ခညာဏတဒနာဝိသုဒ္ဓိပရိပဒာညာဏတဒနာဝိသုဒ္ဓိညာဏတဒနာဝိသုဒ္ဓိခုနှစ်ပါးရှိတယ်ဒါအချင်းချင်းပြောတာပေါ့နော်စာရောဆံမယ်ဒါပေမဲ့မပြောလို့မဖြစ်လို့နော်အဲ့တော့ခုနှစ်ပါးရှိတယ်ဝိသုဒ္ဓိမှာကောင်းပြီအဲ့ဒီဉာဏ်စဉ်16ပါးနဲ့ဝိသုဒ္ဓိခုနှစ်ပါးတူသလားလို့ပြောတူတဲ့နေရာလည်းရှိတယ်မတူတဲ့နေရာလည်းရှိတယ်ယူပုံယူနည်းလို့တော့ပေါ့ ဥပမာအဖြစ်ပြောရင်ဗျာစာအုပ်တုပ်ရှိတယ်စာအုပ်တုပ်ရဲ့အလျားဟာဘယ်နှလက်မှရှိမယ်ဆိုပါလဲစင်တီမီတာနဲ့တိုင်း16စင်တီမီတာရှိတယ်ခုနကညာတဲ့16ပါးတဲ့ဟိုဟာကိုပဒနာပြပြောတာပါနော်16စင်တီမီတာရှိဒါဖြစ်ရင်လက်မနဲ့စင်တီမီတာတူလားဆိုမတူဘူးပဲဖြစ်ရတယ်သို့သော်လည်းခုနလက်မနဲ့16စင်တီမီတာစာအုပ်တုပ်ရဲ့အလျားသာဖြစ်တယ်လို့တူရလို့ပြောအောင်နော်ဒါဒါကိုပြောပြတယ်အဲ့တော့လူတယောက်ကပုရိသင်တယောက်ကတရားအထုတ်တဲ့အခါမှာအရိယာဖြစ်ကိုအစစ်စစ်ကူးတက်သွားတယ်ကူးပြောင်းသွားတယ်အဲ့ဒါကိုကူးပြောင်းသွားတဲ့အခါမှာသူ့ရဲ့အသိဉာဏ်စိတ်ပေါ့ အစင်းစင်းရင့်ကျက်မြင့်တက်လာတဲ့ဟာကိုအဲ့ဒီညံစင်နဲ့ပိုင်းခြားပြီးတော့တတ်မှန်ရင်သူ့ကိုညံစင်လို့ခေါ်တယ်ညံစင်စင်တိုးတက်တာကိုနော်အဲ့ဒီလိုမှမဟုတ်ပဲနဲ့စင်ကြယ်မှုပိုင်းကနေပဲကြည့်ရင်တော့သူကဝိသုဒ္ဓိလို့ခေါ်တာပေါ့ခုနှစ်ပါးပဲရှိတယ်စင်ကြယ်မှုမှာသူကလူတူရာတူရာဆက်စုလိုက်ညံစင်နဲ့သွားရင်တော့သူ့ညံစင်တိုင်းတူရာတူရာကြည့်ရင်16ပါးရှိတယ်ပေါ့နော်အဲ့တော့တူတဲ့ပိုင်းလည်းရှိတယ်အတူတဲ့ပိုင်းလည်းရှိတယ်ဒီလိုမှန်တော့ပေါ့အဲ့တော့ဆိုလိုတာကနောက်တစ်ချက်ကသူကအေကာအဲ့လိုမျိုးမတူဘူးဆိုရင် အဲဧကယနောဆိုဘယ်လိုလုပ်မလဲပေါ့နော်ဧကယနောဆိုတချောင်းလေးတော့လမ်းကိုပြောတာဒီမှာနှစ်ချောင်းဖြစ်နေတဲ့ပုံစံမြင်တာပေါ့ဗျာနော်ခုနကျွန်တော်ရှင်းပြတာတော့ဒါသင်္ခါရှင်းပါပြီဧကယနောဆိုဘာလဲဆိုတဲ့ဧကယနောတချောင်းလေးတော့လမ်းစင်တာလည်းဖြစ်တော့နှစ်ဧကယနောတယောက်ထီးထီးသာနေတော့အဲဆိုဧကယနောမြတ်သောဖရာသဗ္ဗညီတို့ခကြီးဖြစ်တော့ဧကယနောမြတ်သောသာသနာတော်လိုက်တာတွေ့ရဆိုဧကယနောမြတ်သောနိဗ္ဗာန်လို့သာရောက်အပ်သောအရာဤသို့သောဤသို့သောဘောရှိသောမကောခကြီးသည်တတ္တတော်၄ပါးကုန်သောယရိတံရေဤမေတတိပဋ္ဌာန် ဒီမှာသတိပဋ္ဌာန်၄ပါးပါပဲ။ဒီကြောင့်ဒီတော့လမ်းဖြစ်တယ်။သာသနာတော်မှာလက်ရှိတယ်။မြတ်သောဘုရားသခင်ကြီးတို့ရဲ့ဟာဒီကြီးဖြစ်တယ်ဆိုတာအဲ့ဒီခုနကသတိပဋ္ဌာန်၄ပါးပဲ။အဲ့ဒီ၄ပါးလို့ပြထားတဲ့ဧကကျွန်တော်အတိတ်ပဲကိုကျွန်တော်ပထမဆုံးပြောခဲ့တယ်လေ။ဒီခုတော့မှတ်ထားပေးပါကြ။ဘာလဲနီးပဲမလောက်များများဌာနဘလောက်များများအဖွဲဘလောက်များများအဓိကကဘာလဲဆိုရင် မာသတိပဋ္ဌာန်လည်းဘာမှဇာချက်စရာမရှိပါဘူးဆိုတာကလည်းပြန်အန်ကိုက်တယ်နော်။ခုနကဝိသုဒ္ဓိနဲ့ ပြန်စင်နဲ့တူစီမတူစီကလည်းတူတဲ့ပိုင်းမတူတဲ့ပိုင်းရတယ်လို့ရှိတယ်။ဝိနည်းအစည်းအဝေးမတူကြအောင်။အဲ့သူ့ကိုဒီလိုပြောမှရမယ်၊သူ့ကိုဒီလိုပြောမှရမယ်။ဒါဘုရားသခင်ပြည့်ရှင်ရဲ့ဉာဏ်တော်သားလို့ဖြစ်တယ်ပေါ့နော်။